လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ကြိုးမိန်ပေးခဲ့ပြီးနိုင်ပိုင်းအကြာမှာပဲဖြုတ်ချခံဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာကိုပြန်လည်လွှဲပြောင်းပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအိန္ဒိယနိုင်ငံကိုတင်းလာနေမှာတောင်းဆိုလိုက်ပါတယ်။ဟာစီနာရဲ့အာဏာရှင်အုပ်ချုပ်မှုကိုအိန္ဒိယနိုင်ငံကထောက်ခံအားပေးခဲ့ပြီး2024ခုနှစ်ဩဂတ်လလူမှုအုံကြွားမှုအပြီးအသက်88နှစ်အရွယ်ဝင်ကြီးချုပ်ဟောင်းဟာပြုတ်ကျကအိန္ဒိယနိုင်ငံကိုထွက်ပြေးခိုလုံခဲ့ရပါတယ်။ အဲ့ဒီအချိန်ကစလို့သူဟာပုံအောင်နေထိုင်ခဲ့ရပြီးအိန္ဒိယနိုင်ငံနှစ်ခုအကြားလဲဆက်ဆံရေးဟာဆိုးရွားလာခဲ့ပါတယ်။ဒါကမှရှိတဲ့တရားရုံးကတိန်လာနေမှာဟာစီနာနဲ့ပြည်ထောင်ဝန်ကြီးဟောင်းအဇက်ဇူဇာမန်ခန်ကာမာကိုမျက်ကွယ်မှာတည်တံ့ချမှတ်ခဲ့ပါတယ်။ပြည်ကလေးနှစ်ကဖြစ်ပွားခဲ့တဲ့ចောင်းသားတွေဥဆောင်တဲ့လူမှုအုံကြွမှုကိုနှိမ်နင်းရမှာလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ကြောင်းတရားရုံးကအမိန့်ချခဲ့ပြီးတဲ့နောက်အဲ့ဒီလိုတည်တံ့ချမှတ်လိုက်တာဖြစ်ပါတယ် ပြည်ထောင်ဝင်ကြီးဟောင်းဘယ်နေရာမှာရှိနေတာကိုတော့မသိရသေးပါဘူး။ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့အိန္ဒိယနိုင်ငံမှာရှိနေတယ်လို့ပြောပါရယ်။ပြည်ထောင်ချတရားခဏနှုတ်ကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေစီချက်ချင်းလွှဲပြောင်းပေးဖို့ကျွန်တော်တို့အိန္ဒိယအစိုးရကို တိုက်တွန်းပါတယ်လို့ဒါကမှရှိတဲ့နိုင်ငံခြားရေးဝင်ကြီးဌာနကကြေညာချက်ထုတ်ပြီးပြောထားပါရယ်။ဒါဟာအိန္ဒိယအစိုးရထမ်းဆောင်ရမယ့်တာဝန်ဖြစ်ကြောင်းလည်းပြောထားတာပါ။ အဲ့ဒီအပြစ်ကြတရားခဏ်တွေကိုခေလုံးဝင်ပေးတာဟာအလွန်အမင်းမိတ်ဆွေမဆန်မှုဖြစ်ပြီးတရားမျှတမှုကိုလည်းစော်ကားရရောက်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတတိပေးထားပါတယ်။အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ဟာစီနာပေါ်ချမှတ်လိုက်တဲ့တရားရုံးအမိန့်ကိုသိရှိမှတ်သားထားတယ်ဆိုပြီးပဲပြောပါတယ်။ အိန္ဒိယနိုင်ငံဟာငြိမ်းချမ်းရေးဒီမိုကရေစီရေးအားလုံးပါဝင်ရေးနဲ့တည်ငြိမ်ရေးတို့အပါအဝင်ဘင်္ဂလားဒေ့ရှ်ပြည်သူတွေရဲ့အကောင်းဆုံးအကျိုးစီးပွားကိုအမြဲတမ်းအလေးထားပါတယ်လို့အိန္ဒိယနိုင်ငံကြ ాయి ဝန်ကြီးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြထားပေမဲ့လွှဲပြောင်းပေးနိုင်ဖွယ်ရှိတဲ့ကိစ္စကိုတော့တိုက်ရိုက်ရည်ညွှန်းဖော်ပြထားတာမရှိခဲ့ပါဘူး Learn about media in selected time for free to the top up in the ha. A ji ma song ိုအပ်ချက်ဖြစ်တာကြောင့် Misima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။